နှုတ်ဆက်ပွဲကိုအနိုင်နဲ့ပိတ်သိမ်းပြီးတော့ဒါမှဘုရားဆုံးသက်လာခဲ့တဲ့ online sign အပါဝင်အခြားအခြားသောမြန်မာအားသာလောကရဲ့တရင်းကောင်းများသောကိုစုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးသွားဖို့လည်းတောင်းဆိုချင်ပါတယ်။ ဆွီဒင်နိုင်ငံသားကာတစ်စတန်ကိုလဲထုံးနဲ့နိုင်ယူပြီးတော့အွန်လိုင်းဆိုင်ကတော့သူ့ရဲ့နှုတ်ဆက်ပွဲဟာနိုင်နဲ့ဆုံးသက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ပရိသတ်တွေမျောလင်းထားတဲ့ရက်လက်မျိုးရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးတော့အွန်လိုင်းဆိုင်ကလည်းတကယ်ကိုအရင်ပြင်းနဲ့ပရိသတ်တွေစိတ်တန်းကြထိုးသက်သွားခဲ့တာပါ။ကာတစ်စတန်နဲ့အွန်လိုင်းဆိုင်တို့ရဲ့ပွဲတင်ကတော့ပရိသတ်တွေအားလုံးမျက်ဝါးထင်ထင်မြင်တွေ့ရမှာဖြစ်ပါတယ်။ နှစ်ယောက်စလုံးစတန်ဖိုက်ကိုပဲအုံပြူသွားခဲ့ကြပြီးတော့ဘယ်ညာလက်သီးသွဲလုံးနေကိုလည်းမြင်တွေ့ခဲ့ရပါတယ်ထူးခြားတာတစ်ခုဟာ online sign စေမော်တို့မတက်လာခင်မှာမြမနမဲကြီးဆိုတော့တူဖြစ်တဲ့လေးဖြူကိုတိုင်းအမေလိုက်ကတချင်းနဲ့ထွက်ပေါ်အောင်စွမ်းဆောင်နိုင်ခဲ့ပြီးတော့ online sign ကိုတိုင်းကလည်းအားရတက်ကြွစွာတကယ်ကိုမြင်တွေ့ခဲ့ရတာပါပရိသတ်ရဲ့တောင်းတောင်းပြပြအပေးမှုကိုမြင်တွေ့ခဲ့ရပြီးတော့ online sign နဲ့လေးပြူတို့ရဲ့အတွဲညီမှုကိုလည်းချီးကျူးစရာကောင်းပါတယ် ပြီးတော့ online sign စင်မော်စတက်တဲကကာတစ်စတန်နဲ့ရန်သူရေလိုသဘောမထားဘဲနဲ့အချင်းချင်းတကယ်ချင်းတွေလိုချစ်ခင်နှစ်သက်တဲ့မြင်ရင်းတွေကိုမြင်တွေ့ခဲ့ရပါတယ်။တကယ်ပွဲထဲမှာထူးသက်ခဲ့တဲ့ပထမချီကိုကြည့်မယ်ဆိုရင်လည်း online sign ရဲ့အနေထားဟာအမှန်တိုင်းပြောရင်ကာတစ်စတန်နဲ့ရှင်မယ်ဆိုရင်တော့အနေငယ်နှိမ့်နေတဲ့မြင်ရင်းမှာရှိပါတယ်။ဒါပေမဲ့လည်း online sign နဲ့ကာတစ်စတန်တို့ရဲ့ ထိုးတက်မှုကိုပြန်လည်သုံးသပ်ရမယ်ဆိုရင်တော့ online ဆိုင်ကလည်းတစ်ဖက် fighter တငယ်ချင်းရင်းကြီးဖြစ်နေတဲ့အတွက်ညာပြီးထိုးတယ်ကာတစ္စတန်ကလည်း online ဆိုင်ရဲ့နှုတ်ဆက်ပွဲပြီးတော့သူ့အနေနဲ့ဒီပွဲ90ဖြစ်စေရှုံးနေဖြစ်စေရလက်ကိုတမ်းအတွက်ပဲနဲ့အကောင်းဆုံးတက်တက်ညာညာထိုးသွားခဲ့တဲ့မြင်ကွင်းတွေကိုမြင်တွေ့ရပါတယ်။ဒါကြောင့်လဲဒုတိယအချီပြန်လဲစတင်ချိန်မှာတော့သူတင်ကိုတင်ထိုးပေါက်တွေကိုမြင်တွေ့ခဲ့ရတာပါ။ online sign back ကတော့သူ့ရဲ့ပုံမှန်အတိုင်းပါပဲ။ဒူးတွေ၊ကန်ချက်တွေ ပညာတွေးလုံးနေတဲ့ကာတစ္စတန်ကိုလည်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်ကာတစ္စတန်ကလည်းလင်းလေသလိုသူ့ရဲ့တံတောင်းလေးဒူးတွေစတဲ့အရာတွေနဲ့အွန်လိုင်းဆိုင်ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်နှူးသလုံးကတော့အွန်လိုင်းဆိုင်ကလည်းမျက်နှာမှာပူပြောင်းတရားတွေရရှိခဲ့တယ်ကာတစ္စတန်ကလည်းမျက်ကုံးကွဲသွားခဲ့ပြီးတော့တကယ်ကိုဒုတိယအချိန်မှာတော်တော်လေးမြန်မြန်ဆိုင်ဆိုင်နဲ့ကြီးကောင်းခဲ့တာဖြစ်ပါတယ် ဒုတိယကြိမ်စတင်ပြီးမကြာခင်မှာပဲ online ဆိုင်ရဲတွဲနေကြ၃နေကြပုံစံတရက်ကိုမြင်တွေ့ခဲ့ရပြီးတော့ဘင်ညာတွဲလုံးနီးတရက်ဆက်ထူးချက်တွေကိုကာတစ်စတာမခနိုင်တော့ဝဲနဲ့တိုင်ပွေးရဲနဲ့ရှုံးပေးခဲ့ရတာဖြစ်ပါလေပွဲစဉ်ကိုပြန်လည်ကြည့်ရမယ်ဆိုရင်တော့ရှင်ပါတယ် online ဆိုင်ရာနှုတ်ဆက်ရမယ့် fighter တို့ကာတစ်စတာကလည်းဒီပွဲနိုင်နေဖြစ်စေရှုံးနေဖြစ်စေသူ့နေနဲ့ဘလို့မှထက်ထွက်ထားဖို့လည်းမရပါဘူးပွဲပြီးဆုံးသွားချိန်မှာတော့ဦးနဲ့တူပွဲဖက်အပီရင်နဲ့ online sign ပုံမှာ cardistan ကအခုလိုမျိုးကြီးကျူးပြောဆိုသွားခဲ့ပါတယ် online sign ဆိုတာဒီ Gego ကောင်းမွန်တဲ့ MMA fighter တူဆိုတာလက်ရှိအချိန်မှာသူ့ရဲ့ champion စုတွေကပတ်တွေရယူပြီးတော့တက်တင်ပြခဲ့ပြီးဖြစ်ပါတယ် online sign လို့ fighter မျိုးမြမပြီးတော့ပေါ်ထွက်လာခဲ့ခြင်းဟာဒီ Gego ကောင်းမွန်သောအရာဖြစ်ပါတယ်သူဟာစိတ်ထားကောင်းမွန်လို့ပြိုင်မဲ့တွေ့ပေါ်မှာလည်းအရန်လေးစားပါတယ် သူ့ရဲ့ထိုးကွက်ထိုးပေါက်တွေကိုလည်းတကယ်ကိုပြိုင်မက်တွေကြောက်ရတဲ့အထဲမှာပါတယ်ဆိုပြီးတော့ချီချူခဲ့တာပါ online style နဲ့ gargistan ဟာအပြင်လောကမှာလည်းတကယ်ကိုမိတ်ဆွေကောင်းနေဖြစ်နေကြပြီးတော့ပွဲထဲမှာတော့အမှန်တကယ်ထိုးတက်ခဲ့ကြတဲ့မြင်ရင်းကိုမြင်တွေ့ရပါတယ် online style ကတော့ပွဲပြီးဆုံးသွားချိန်မှာ gargistan နဲ့ပတ်သက်ပြီးတော့အခုလိုမျိုးသုံးသက်ခဲ့ပါတယ် gargistan ဟာတကယ်ကိုကောင်းမွန်တဲ့ fighter တစ်ဖြစ်ပါတယ်သူဟာကျွန်တော်အတွက်မရှိမဖြစ်မိတ်ဆွေကောင်းတူဆိုရင်လည်းမမပါဘူးဒီနေ့ပွဲထဲမှာကျွန်တော်တို့ အကောင်းဆုံးပုံစံရှင်းပြိုင်ထိုးသိမ်းခဲ့ကြတယ်။နိုင်ရှုံးပေါ်သေးခဲ့ပြီးတော့ဘသူရှုံးသည့်ဖြစ်စေနိုင်သည့်ဖြစ်စေကာတင်စတာဟာတကယ်တော်ရဲဆိုပြီးတော့ချီချူသွားခဲ့ပါတယ်။ပြည်သက်ကြီးနဲ့ပတ်သက်ပြီးတော့အွန်လိုင်းဆိုင်ရာအခုလိုမျိုးပြောပြခဲ့ပါတယ်။လက်ရှိအချိန်မှာကျွန်တော်တို့အကောင်းဆုံးပုံစံတွေရရှိပြီးခဲ့ပါပြီ။ကျွန်တော်ရဲ့ရှုံးမွဲတွေလည်းပြည်သက်တွေခံစားခဲ့ရတယ်။နိုင်မွဲတွေနဲ့အတူလည်းပျော်ရွှင်ခွင့်တွေရရှိခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ကျွန်တော် MMA လောကနဲ့ပြည်သက်ကြီးကိုနှုတ်ဆက်ခြင်းပါတယ်။ ကျွန်တော်ဒီထက်ကောင်းမွန်တဲ့လုပ်ငန်းဆောင်တာတွေလှုပ်ဆောင်ပြီးတော့ MMA လောကကိုတိုးတက်အောင်လှုပ်ဆောင်သွားမယ်ကျွန်တော်အကောင်းဆုံးပြိသက်ထံမှာကြမီးပြန်လာခဲ့မယ်ဆိုပြီးလဲ online အဆိုင်ကပြောကြားသွားခဲ့ပါတယ်ဆက်လက်ပြီးတော့ one champion ရှစ်မှာတိုးတက်သွားမယ်မြန်မာလက်ဝဲ fighter တွေတို့လဲ online အဆိုင်ဟာအာမရှော့ဘဲနဲ့ဆက်လက်ကြိုးစားပြီးတော့ champion စုတွေရရှိအောင်စွမ်းဆောင်သွားပါဆိုပြီးလဲအကြံပေးပြောဆိုသွားခဲ့ပါတယ် online အဆိုင်ကတော့လက်ရှိအချိန်မှာသူ့ရဲ့ကောင်းမွန်တဲ့ပုံစံကိုဆက်လက်ထိန်းတိုင်းရင်းနဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာတော့အနိုင်နဲ့ပိတ်သိမ်းပြီးတော့ပြိသက်ကြီးကိုအပျော်ရည်ဖန်ပြီးပေးသွားခဲ့ပြီလဲ ်ဖြစ်ပါတယ်။ဒါမဲ့အော်တိုဘာလ9ရက်နေ့မှာစီးရီးယားအသင်းရဲ့အာရှဖလာချစ်စွပွဲဝင်းဝင်းပွဲစဉ်တွားရောက်ကစားရမယ့်မြန်မာလက်ရွေးစင်အာရှချားကြီးအသင်းကတော့လက်ရှိအချိန်မှာသူတို့အနေနဲ့လီဂျင်ပြင်ဆင်မှုတွေကိုအစွမ်းကုန်ပြုလုပ်လျက်ရှိပါတယ်။ချစ်စံပွဲဒီမှာလည်းရလက်ကောင်းနဲ့ရရှိအောင်စွမ်းဆောင်ထားခဲ့ပြီးတော့ MNL All Star အသင်းရဲ့ပွဲစဉ်မှာတကူကုန်းရှိဆိုတဲ့ကြီးမြောင်းတဲ့ရလက်နဲ့အနံ့ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။လက်ရှိချိန်မှာကတော့ညပြချုပ်ဦးမျိုးလိုင်ဝင်းဦးဆောင်နဲ့မြန်မာလက်ရွေးစင်မျိုးသားစုဖွဲ့ဘလောက်တိခီးရောက်မလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာကောင်းနေတာဖြစ်ပါလေ လေ့ကျင့်မှုတွေကိုတော့အကောင်းဆုံးပြင်ဆင်လေ့ကျင့်နေတယ်။အနီးကပြင်ဆင်မှုတွေနဲ့တက်လုံပိုင်းကိုလည်းအဓိကထားလေ့ကျင့်နေတယ်လို့နီးပြချုပ်ကဆိုထားခဲ့ပါဗျ။ ပြီးခဲ့တဲ့စီးရီးယားအသင်းရဲ့အဝေးကွင်းပွဲစဉ်မှာတော့တော်တော်လေးဆူဆူရွရွရလနဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်မြန်မာလူမျိုးစိမျိုးသားအသင်းတွေနဲ့ကိုယ်လင်းနဲ့နောက်တန်းချိတ်ဆက်မှုအားနည်းမှုတွေတိုက်စစ်မစတင်မှုတွေနဲ့ဇာကွာနဲငယ်ပြောင်းလဲမှုတွေအောက်မှာတော်တော်လေးပေးကိုးတွေနဲ့ပေးဆက်မှုကြီးမားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လာမယ့်9ရက်နေ့ပွဲစဉ်ကတော့စီးရီးယားအသင်းကိုရှော့တက်လို့မရဘဲနဲ့အကောင်းဆုံးသူရင်းကိုရင်းပြန်လည်ကစားနိုင်မှသာမြန်မာလူမျိုးစိမျိုးသားအသင်းတွေနဲ့အာရှဖလားချိတ်ဆက်ပွဲအောင်မြင်နိုင်မှုမျှော်လင့်ချက်ရောင်ကြီးတွေပေါ်လာမှာဖြစ်ပါတယ်။ ဒီပြတဲ့ဦးမျိုးလိုက်ဝင်းကတော့ဇာမတူတိယောက်ချင်းစီတိုင်းရဲ့စွမ်းရည်ကိုကျွန်တော်တို့လေ့လာထားပါတယ် အကောင်းဆုံးပုံစံရရှိနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။စီးရီးယားအသင်းနဲ့စားရမယ့်ပွဲစဉ်ဟာကျွန်တော်တို့အတွက်တကယ်ကိုအရေးကြီးတဲ့အာရှဖလာချစ်စစ်ပွဲစဉ်အုပ်စုပွဲစဉ်တွေမှာတကယ်ကိုအရေးကြီးပါတယ်။ဒါကြောင့်လုံးဝရှုံးတွက်ဖဲနဲ့ကြိုးကြိုးစားစားရှင်ပြိုင်သွားမယ်။ဇာမားတွေအားလုံးတက်လုံပိုင်းဆိုင်ရာတွေကိုလည်းအထူးပြင်ဆင်ထားပါတယ်။သူတို့တွေအမြင်မောကစားမယ်ဆိုတာလည်းကျွန်တော်တို့ကောင်းကောင်းသိပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တွေကလည်းကျွန်တော်တို့မဖြစ်အောင်အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်မှုလည်းကျွန်တော်တို့စွမ်းကုန်စူးစမ်းတော့မှမယ်ဆိုပြီးတော့နီးပြကြုပ်ဦးမြင့်လိုင်ဝင်းကတုံးသက်ခဲ့တာဖြစ်ပါတယ်။ မြန်မာလင်မင်းသားမျိုးသားတင်ကြီးကတော့အာရှဖလားပွဲစဉ်ကြီးနဲ့ဝေးကွာနေခဲ့တာနှစ်တော်တန်ကြာခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာခြေစွမ်းကောင်းတွေပြသပြီးတော့နိုင်မောတွေပုံပေါ်ထားနိုင်ရဲ့ပြီးတော့အချိန်ဒီကောင်းတွေပြသထားခဲ့တဲ့မြန်မာလင်မင်းသားမျိုးသားတင်ကြီးနေနဲ့သူတို့မှာအကောင်းဆုံးခြေစပွဲအောင်နိုင်မှုအခွင့်အလမ်းတွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။စီးရအသင်းကတော့ကျွန်တော်တို့အိမ်မျိုးမှာလက်ခံပြီးကစားဖို့ပါတယ်။ စီးရီးယားအသင်းကိုကျွန်တော်တို့ဦးဆောင်ဖို့ရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့ပြီးတော့နောက်ကနေလိုက်ပြီးစီးရီးယားအသင်းကခြေပါကိုတွင်းခဲ့ရတဲ့မြင်ရင်းတွေကိုမြင်တွေ့ရပါတယ်။ဒါကြောင့်အိမ်မင်းမကသားရတဲ့ပွဲတွေမှာကျွန်တော်တို့အားလုံးနိုင်မွဲပုံဖော်ခဲ့မယ်ဆိုရင်တော့အကောင်းဆုံးပုံစံတည်းရရှိမှာဖြစ်ပါတယ်။လက်ရှိမြင်ရင်းကတော့နီးပြားချုပ်ဦးမြင့်လိုင်ဝင်းရွေးချယ်ထားတဲ့ဒါမောက်ရီတွေမှာဒဏ်ရာပြဿနာရှိနေတဲ့ဒါမောက်ရီကတော့ပါဝင်လာမှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းပြည်တွင်းကဒါမောက်ရီအခြားခြားသောခြေစွမ်းထက်မြက်တဲ့လူငယ်ဒါမောက်ရီကိုထဲသိမ်းရွေးချယ်ထားခဲ့တဲ့အတွက်မြန်မာလေဝင်းမျိုးသားလူစင်းကတောင်းတင်းတယ်လို့ပြောလို့ရမှာဖြစ်ပါတယ်။တစ်ဖက်အသင်းက ာသာတဲ့အမြင်မော်တွေစက်ပီဘောလုံးတွေကိုအကောင်းဆုံးထိန်းချုပ်သားနိုင်မှုနောက်တန်းနဲ့ကွင်းနဲ့ချိတ်ဆက်မှုတွေကလည်းတကယ်ကိုအရေးကြီးပါတယ်။ဒါပေမဲ့လည်းသူတို့အသင်းရဲ့ထူပေါတိုက်စစ်စင်မှုတွေကိုကွင်းလေကနေစပီးဖြန့်တားမယ်။နောက်တန်းနေရှေ့တန်းနေအမယုံမရှိစ조사ရုံးကန်ရင်းနဲ့အတေတမတ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့မဲ့ဆိုရင်တော့မြန်မာလေဘေးစင်အတင်းကြီးနေတဲ့ဒီအုပ်စုကနေကြော်လာနိုင်ပြီးတော့အာရှဖလာချစ်စပွဲအောင်မြင်နိုင်မှုလမ်းစာပွင့်သွားနိုင်မှာဖြစ်ပါတယ် ပရိသတ်ကြီးကလည်းလက်ရှိချင်းဒီအားပေးမှုတွေရပ်တန့်သွားမှာမဟုတ်ဘဲနဲ့မြန်မာလေပင်းတွေမျိုးသားတင်းကြီးကိုအားပေးသွားမှာဖြစ်ပြီးတော့လာမဲ့ကိုရဲနဲ့ရှင်မြန်ကစားသွားမဲ့ပွဲတယ်မှာမြန်မာလေပင်းတွေမျိုးသားတင်းကြီးနေနဲ့ရလက်ကောင်းတစ်ခုပိုင်ဆိုင်နိုင်မယ်လို့လည်းမျှော်လင့်မိပါတယ်လက်ရှိချိန်မှာကတော့မျိုးသားပရိသတ်တွေပြီးမျိုးသမီးပရိသတ်တွေကပါမြန်မာရိုးအပ်ဘောလုံးလောကနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးအားပေးမှုတွေတိုးတက်လာတယ်ဆိုတာအလုံးသိရှိပြီးသားဖြစ်ပါတယ်ဒါကြောင့်လာမဲ့ကိုရဲနဲ့မှာချင်းပသွားမဲ့စီးရီးယားအသင်းနဲ့မြန်မာလေပင်းတွေမျိုးသားအသင်းတို့ရဲ့ပွဲစဉ်ကြီးကိုလည်းအလုံးအနေနဲ့ဝန်းရံအားပေးပြီးတော့မြန်မာလေပင်းတွေ မျိုးသားအသင်းကြီးခြေစပွဲအောင်နိုင်မှုကြီးဘလောက်ထိစွမ်းဆောင်ပြမလဲဆိုတာကျွန်တော်အားလုံးဆက်လက်ဆောင်မြည်ကြည့်ရှုရမှာဖြစ်ပါတယ်မြန်မာလေဝေးသင်းမျိုးသမီးအသင်းရဲ့ကစားသမားမေထက်လူကတော့လေးချင်းအစီအစဉ်ပြုလုပ်နေရင်းနဲ့တရောင်စစ်တရားရရှိခဲ့ကြောင်းကြားသိရပါတယ်။ American Semi Pro လိပ်ဖြစ်တဲ့ UCLA အသင်းရဲ့လေးချင်းအစီအစဉ်မှာဘယ်ဘက်တရောင်စစ်ဆီလွဲတရားရရှိခဲ့တယ်လို့မြန်မာမျိုးသမီးလေဝေးသင်းတိုက်စစ်မှုမေထက်လူဟာလူမှုကွန်ရက်စာမျက်နှာအဆင့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အတင်းတဲ့သူစတင်လေ့ကျင့်မှုတွေပြုလုပ်ခဲ့တဲ့ဒုတိယနေ့မှာတရားရရှိခဲ့တာဖြစ်ပြီးတော့သူ့အတွက်ကြီးမားတဲ့တရားမဖြစ်ခဲ့လို့ကံကောင်းနေလို့မေထက်လူကဆိုထားခဲ့ပါတယ်ဆိုရင်ပူပိန်ပေးကြတဲ့ပြိဿအားလုံးကိုကျေးဇူးတင်ကြောင်းနဲ့ပူပြီးကြံ့ခိုင်တန်ဆွမ်းတဲ့ပုံစံနဲ့ပြန်လာခဲ့မယ်ဆိုပြီးလဲမေထက်လူကဖော်ပြခဲ့ပါတယ်။လက်ရှိချိန်မှာအားလုံးမြန်မာလူမျိုးစိတ်မျိုးသမီးအသင်းရဲ့တိုက်စစ်မှုမေထက်လူကသရောင်စစ်တန်ရာရရှိခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်ကနေတင်ထားခဲ့တယ်။ပြိဿတွေကလည်းအစီအစဉ်ကိုကြားပြီးတဲ့နောက်မှာတော်တော်လေးစိုးရိမ်မှုမြင့်တက်သွားခဲ့တယ်လို့သိရပါတယ်။ ါပေမဲ့လေမေတ္တလူဘက်ကတော့အခုလိုမျိုးဝိုင်းဝန်းစွင့်ပေးကြတဲ့ပြည်သက်တွေကိုအရန်ချက်ပါတယ်ကျွန်မအနေနဲ့အကောင်းဆုံးပြန်လည်တမာနိုင်မှုအချိန်နှဲငယ်ယူသွားပြီးရင်တော့ပြည်သက်ရှိကိုပြန်လည်ရောက်လာမှာဖြစ်တယ်လို့ဆိုထားခဲ့ပါတယ်မီထလူကတော့နီပြချုပ်ယူကီတက်ဆူရိုပြောကြခဲ့လို့ပါပဲစီကိန်းပြိုင်ပွဲမှာယူကီတက်ဆူရိုဘက်ကတော့ရွေးချယ်ခြင်းပါလေဒါပေမဲ့လည်းသူ့ရဲ့အခြေအနေရသူ့ရဲ့ပညာရေးကိုသူဦးစားပေးမှလားကာယကံရှင်ရဲ့ဆုံးဖြတ်ချက်တာမူတည်တဲ့ဆိုပြီးလဲဆိုထားခဲ့ပါလေ လက်ရှိချိန်မှာမေတက်လူကရောင်စစ်တရားရရှိခဲ့တဲ့အတွက်သူ့အနေနဲ့စီးကိန်းပြိုင်ပွဲမှာပါဝင်မဝင်ဆိုတာကတော့သူ့ပေါ်မှာပဲဆုံးဖြတ်ချက်ချမှာဖြစ်ပါလေ။ဒါကြောင့်မေတက်လူအနေနဲ့လာမဲ့စီးကိန်းပြိုင်ပွဲမှာပါဝင်နိုင်ဖို့သူ့အနေနဲ့ဘယ်လိုပုံစံမျိုးဆုံးဖြတ်ချက်ချသွားမလဲဆိုတာကလည်းဒီကိုစိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါလေ။မေတ္တလူကိုအားပေးနေတဲ့ပြိတ္တချိုးကလည်းဆိုရင်လွန်ကဲပြီးတော့မေတ္တလူအနေနဲ့ပေါ်လုံးကစားချင်းကိုရက်တန့်ပြီးတော့ပညာရေးကိုပဲဦးစားပေးသင့်တယ်ဆိုပြီးလဲတုံ့တက်ခဲ့ပါတယ် ဒါပေမဲ့လည်းမေတ္တလူဟာပြိသက်ကြီးကိုအကောင်းဆုံးပြန်လဲချပြခဲ့ပြီးတော့သူ့အနေနဲ့စိုးရင်ရတဲ့ဒဏ်ရာမဟုတ်ဘဲနဲ့အနေငယ်ပြန်လဲကုစားလိုက်ရင်တက်တာလာမယ်ဆိုပြီးလဲပြောကြားသွားပါလေ။ဒါကြောင့်မေတ္တလူအနေနဲ့စီးကိန်းပြိုင်ပွဲမှာပါဝင်လာနိုင်မှုအရေးမွဲပြောကြားသွားတယ်လို့တော့ထင်ရမှာဖြစ်ပြီးတော့မေတ္တလူကတော့သူ့အနေနဲ့ဘလို့ဒဏ်ရာမျိုးပဲရနေပါသေးအကောင်းဆုံးပြန်လဲထမယ်ဆိုတဲ့စိတ်ဓာတ်သူ့မှာပြည့်ရှိပါလေ။ ဒါကြောင့်မေမေထက်လူနေနဲ့လာမယ့်စီးကိန်းပြိုင်ပွဲမှာအကောင်းဆုံးပါဝင်ပေးဆက်နိုင်မှုနိဘတ်ချုပ်ယူကီတက်ဆိုလိုရွေးချယ်တဲ့လူစီးမှာပါဝင်နိုင်မှုဘယ်လောက်ထိလုံပြနိုင်မလဲဆိုတာကျွန်တော်တို့အားလုံးစောင့်ကြည့်ခြင်းစီရလဲအကောင်းနေပါလေမေထက်လူကတော့အားလုံးသိရှိပြီးတဲ့အတိုင်းပဲဖြစ်မှာပါဒီမှာလေးသိမျိုးသမီးရဲ့အသင်းရဲ့တိုက်စစ်မှုနေရာကိုတာဝန်ယူမဲ့အနာဂတ်ရဲ့တိုက်စစ်မှုတူပဲဖြစ်ပါလေ လက်ရှိချိန်မှာကတော့နီပြားချုပ်ယူကီတက်ဆူရဲ့နီးစနစ်မှာအနှဲငယ်လိုအပ်ချက်တွေရှိနေသေးတဲ့အတွက်လူသားဝင်သားမအဖြစ်အနှဲငယ်အချိန်တွေကိုကစားနေရတဲ့အမြင်မျိုးကိုလည်းမြင်တွေ့ရပါတယ်။ဒါပေမဲ့နောက်ထပ်ပွဲစဉ်တွေမှာနီပြားချုပ်ယူကီတက်ဆူရဲ့ဇာကောမှာအံဝင်နိုင်မှုမေတက်လူတွင်းကိုရီနဲ့တက်တည်ပြနိုင်မှုဘယ်လောက်ထိလုပ်ပြမှာလဲ။ဒါမဲ့စီးကင်းပြောင်းပွဲမှာသူတို့မျော်လင့်နေတဲ့ရွှေစိတ်စုကြီးကိုရရှိအောင်စွမ်းဆောင်ပြပေးနေတဲ့မေတ္တလူနေနဲ့နီးပြချုပ်ယူကီတက်ဆူရဲ့ယုံကြည်မှုကိုရယူပြမလားဆိုတာကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းနေပြီလေဖြစ်ပါတယ်